ရေကူးနေတော့နဲ့ကြွက်တက်လာရင်ဘယ်လိုလုပ်ရမလဲတဲ့အားလုံးပဲမင်္ဂလာပါရှင်ဘောကကျမ်းမာ10မိနစ်စာအစီအစဉ်ကနေကြိုဆိုပါရစေဆံမတော့ခွန်ရှိကိုဟဲ့ကဲမှာဒေါက်တာမျိုးမှုဖြစ်ပါရဲ့ရှင်အဲဆံမတို့ဒီလိုမျိုးပေါ့နော်ရေကူးနေရင်လည်းရုတ်တရက်အဲကြွက်တက်လာရဆိုရင်ဆံမတို့ဒီ အဲဒီ stretching လောက်ရမှာပေါ့နော်ဒီဟိုပါပေါ့ဆရာမတို့ muscle cramp ပေါ့ဒီကြွက်တက်တာရဲ့ first aid ထုံးစံအတိုင်းပေါ့နော်ဆရာမတို့ဒီဖြစ်တဲ့အဲကြွက်သားကိုခြေထောက်ကြွက်သားတွေကိုဆရာမတို့တတ်နိုင်သမျှတော့ဆန်းဆန်းလေးထားပေးမယ်အဲဒီကြွက်တက်တဲ့နေရာလေးကိုနှိမ့်နေပြီးကြည့်မယ်ပေါ့နော်နောက်တစ်ခုကတော့ကောင်းတာတော့ဆရာမတို့ဒီဟိုပါပေါ့သူ့ရဲ့အနေထားလေးကိုပေါ့နော်ဒီ pallet လေးလှန်လိုက်ပြီးတော့ဒီဟိုပါဘောเนาะကိုယ်လေးကိုဖော့လိုက်မယ်ဘောเนาะအဲ့လိုမျိုးလေးအနေထားမျိုးလေးအရှင်ကောင်းတယ်ကောင်းတာတော့ဟိုပါဘောเนาะဒီလိုမျိုးကြွတ်တဲ့နေအချိန်မှာကိုယ်ဘေးနားမှာအဖော်ရှိနေရဆိုရင်တော့သူ့ကူညီခိုင်းလို့အဆင်ပြေတာဘောเนาะအဲဒီလိုမျိုးအဲလုံလုံဆောင်လို့ရနိုင်ပါရှင်ဟုတ်ကဲ့ပါအလုံးမကြမ်းမှဒုက္ခနဲ့ပြည့်စုံကြပါစေရှင်